နှဆိုင်သောအုံနောက်လှုပ်ဆောင်မှုသည်ပါကင်ဆန်ရောဂါရှိသူများအတွက်ရရှိနိုင်သောကုသမှုရွေးချယ်စရာများထဲမှအကောင်းဆုံးတစ်ခုဖြစ်သည်ဒီကုသမှုကအစ်စ်ထွက်လာတဲ့ကုထုံးမဟုတ်ပဲ32ကျော်လောက်ချိပြီးသားဖြစ်ပါတယ်အိန္ဒိယမှာတော့ကျွန်တော်တို့ဒီကုသမှုကို10ကျော်လောက်လုပ်နေပြီဖြစ်ပါတယ်ဒါကတော့ကြီးမားတဲ့ဖွဲ့စိတ်မှုမဟုတ်ပဲကျွန်တော်တို့ keel surgery လို့ခေါ်တဲ့အတိုင်းပါပဲဒါကနှလုံး taste maker နဲ့လိုက်ဖက်တဲ့အတိုင်းပါပဲ ဒါကိုရိုးရိုးစကားနဲ့ပြောရရင်အုံနောက်ထိတ်စမဲကလူခေါ်ပါတယ်ကျွန်တော်တို့အုံနောက်ထဲမှာရက်စစ်တက်ကျိုးတီးတီးလေးနှစ်ချောင်းထည့်ပြီးအဲ့ဒီကျိုးတွေကိုရင်ဖက်ထဲကဘက်ထရီလေးနဲ့ချိတ်ဆက်ပါတယ်ဒုစက်ကလူနာရဲ့တုံခါမှုတင်းမာမှုနေ့စဉ်လုပ်ငန်းစဉ်တွေမှာနှိကွေးမှုလမ်းလျှောက်ခြင်းနဲ့ဒစ်စကနင်းစီဆွေကိုကောင်းမွန်စီပါတယ် ဒီစကင်းစီဆိုတာကတော့လက်နဲ့ခြေောက်တွေမှာအဆင်မပြေတဲ့လှုပ်ရှားမှုတွေကခုံနေတယ်လို့လှုပ်ရှားမှုတွေကိုဆိုလိုပါတယ်။ဒါကသူတို့ရဲ့ဈေးဝါတွေကို50ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိရှော့ချနိုင်ပါတယ်။ GDPs ကိုတုံခါမှုများတဲ့လူတွေအထူးတုံခါမှု distonic နဲ့တုံခါမှုနဲ့ distonic ရှိတဲ့လူတွေ Parkinson ယောဂရှိတဲ့လူတွေနာမကျန်းဆေးယောဂတွေဥပမာ depression toy syndrome နဲ့အာယုံကြောက်ကြတောက်မှုတွေမှာလည်းလှုပ်ဆောင်နိုင်ပါတယ်။ GDPs တလူရဲ့ ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်။ဥပမာသူတို့ရဲ့ဘဝအရေးသွေးမှာအံ့ဩွယ်ကောင်းတဲ့တို့မဟုတ်အထင်ကြီးစရာကောင်းတဲ့တိုးတက်မှုကိုပေးနိုင်ပါတယ်။လူတွေကအမြဲတမ်းမိကြပါတယ်။တက္ကစနဲ့ပတ်သက်ပြီးဘလို့အနေရရှိလဲဆိုတာကိုအချားခွဲစိတ်မှုတွေနဲ့တူတူပဲအနေငယ်အနေရရှိတဲ့အချက်တွေရှိပါတယ်။ဥပမာ200ခန်းတုံးတွေးထွက်မှုအလားအလာ200ခန်းတုံးဥဆက်မှုအလားအလာရှိပါတယ်။ဒါကအချားခွဲစိတ်မှုတွေနဲ့တူတူဖြစ်နိုင်ပါတယ်။ဥပမာပိုက်ခွဲစိတ်မှုတို့မဟုတ် ခြေထောက်ခွဲစိတ်မှုနဲ့တူပါတယ်ဒါကအနိုင်ငယ်သောခွဲစိတ်မှုပါဒီခွဲစိတ်မှုပြီးရင်တို့ရဲ့ဘဝအရေးအတွေးအကောင်းဆုံးတွေတဲကတစ်ခုကိုရရှိနိုင်ပါတယ်